ုံးပဲမင်္ဂလာပါ။ Planetarium Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီလင်ကပိုင်းရဲ့နှလုံးသားကိုအိတ်ဆိတ်စိတ်နဲ့ဆိုပြပြနေတဲ့ကူးစက်ရောဂါတစ်မျိုးရှိပါရစေ။ဒါကကလေးတွေကိုမျက်စိကွယ်စေကာအသမီးတွေကိုကိုလိုက်ငါမလှူရှားနိုင်အောင်ဖြစ်စေပြီးဓာတ်စုတွေကိုပျက်စီးစေပါရစေ။ဒါစစ်ပွဲတစ်ခုမဟုတ်ပဲခင်းမွေးတိမှုလည်းမဟုတ်ကနောက်တိုင်းရဲ့ဝင်ရောက်ဆွတ်ပတ်မှုလည်းမဟုတ်ပါဘူး။ဒါဝန်ကွက်ချင်းလက်ထက်ထိမြခြင်းပဲဖြစ်ပြီး၎င်းကအများပြည်သူကျန်းမာရေးချက်တဲကိုဖန်တီးနေပြီး ဒါအင်မတန်ဆိုးရွားလွမ်းလာမှုအားလုံးအများစုကဒီအကြောင်းကိုပါဇက်ကနေထုတ်ဖို့ပြောဖို့တောင်ကြောက်ရွံ့နေကြပါတယ်။ပါကစ္စတန်မှာလက်ထပ်နိုင်ငံမှုအားလုံးရဲ့သုံးပုံနှစ်ပုံနေပါဘောင်ခွဲချင်းလက်ထပ်တာဖြစ်ပါတယ်။ဆော်ဒီအာရေးပြမှာတော့တဝက်ကျော်ရှိပြီးဒီပြည်နိုင်ငံရဲ့အချို့နေရာတွေမှာရပ်ကွက်တစ်ခုလုံးကမျိုးပိစားဆိုင်ရာအနေအဆုံဖြစ်နေပါတယ်။ရလာကတော့ဆောင်းနေတောင်ဘလို့မှမသိနိုင်လောက်ရှားပါတဲ့ယောဂရီနဲ့ဝေဖလာတဲ့ကလေးပေါင်းတန်းနဲ့ချီရှိနေတာပါပဲ။ ဒါလူမျိုးရေးအကြမ်းလိုက်စားမှုမဟုတ်ပဲဘာသာဖြတ်မှုလည်းမဟုတ်ကဒါဟာအချက်လက်တစ်ခုသာဖြစ်ရပါလေဒီတော့မကြခင်မြင်တွေ့ရမယ့်အတိုင်းပဲအင်္ဂလန်တွေကတုံလုံးစရာကောင်းလာပါလေဒါပေမဲ့တကယ်နှလုံးသားကိုထိမှန်စေတာကတော့ဗီဇာလန်းတွေပါပဲဘာလို့လဲဆိုတော့ဒါမျိုးဗီဇာတသက်မဟုတ်ပါဘူးဒါဝန်နဲ့ပူစိမှုအပြစ်ရှိတယ်လို့ခံစားရမှုမျိုးဆက်တွေကတိကျစွာသတိခံနေရတာဖြစ်ပါလေပါကစ္စတန်ကဘယ်နိုင်ငံမှမလို့ခြင်းနဲ့ဘုံဘုတ်တစ်ခုကိုရရှိတာပါလေလက်ထက်ထင်မြင်မှုအားလုံးရဲ့ 64ရာခိုင်နှုန်းဒီပါဝန်ွယ်ချင်းနေကြမှာဖြစ်ပြီးဒါကဘာပေါ်မှာမြင့်ဆုံးတော့ဖြစ်ပါတယ်ဆရာခိုင်နှုန်းမဟုတ်ပဲ64ရာခိုင်နှုန်းပဲဖြစ်ပါတယ်တို့လိုတာကပါကစ္စတန်စုံနဲ့ဆက်ရွယ်ရှိတဲ့ခံတခံမှာထောက်တွေဟာသွေးတောက်တော့ဆက်သူတွေဖြစ်ကြပါတယ်ဆော်ရီယာရေးပြမှာတော့ဒီရေတော့က50ရာခိုင်နှုန်းထပ်မှရှိနေပါတယ်ပြည်နယ်ခွေးနိုင်ငံများကာတာ UAE ကူဝိတ်တို့မှလည်း၄၀ရာခိုင်နှုန်းမှာ54ရာခိုင်နှုန်းကြရှိပါတယ်ဒါအစွန်ရောက်လေးကျင်းမဟုတ်ပဲဒါအဆန်တစ်ခုသာဖြစ်ပါတယ် အီလေးချင်းဟာရာစုနှစ်များစွာကလေးကရှိခဲ့တာဖြစ်ပြီးအစ္စလာမ်တိုင်းမီကလေးကစတင်ခဲ့တာပါပဲရှေ့ခေတ်မျိုးနွယ်စုခေါင်းဆောင်တွေကနေရာတွေကိုစုစည်းထားဖို့မျိုးရိုးကိုတန်းစင်ထားဖို့နဲ့အနော်ဝင်သစ္စာရှိမှုကိုခိုင်မာစေဖို့အတွက်အီလေးချင်းကိုအားပေးခဲ့ကြပါတယ်ကုရန်ကျမ်းမှာတားမြစ်ထားတဲ့လက်တထိန်များမှုတွေကိုပြီးခင်အမအတော်တူမပြင်းပြင်းလင်းလင်းဖော်ပြထားပေမဲ့ဝန်ွယ်တွေကိုတော့ဖော်ပြထားခြင်းမရှိပါဘူးအဲ့ဒီကျမ်းပါရဲ့ဤကုန်းကဤသူတို့မှလွယ်ရေးကျန်သူများသည်ဖွင့်ပြထားသည်လို့ဆိုပါတယ် ။အားလားပြန်ဆိုရရင်ဝမ်ခွဲများဟာလောလောဆယ်လက်ထပ်နိုင်သူများဖြစ်ကြပါတယ်။ပရော့ဖန်မိုဟာမက်ကိုတိုင်းကပထမဝမ်ခွဲတော်ဆက်သူဒီနေ့ဘင်ဂျက်ကိုလက်ထပ်ခဲ့ပါတယ်။ဒါကြောင့်နှစ်ပေါင်း1400အတွင်းမှာဒီလေးကျင်းဟာညီချင်းမှုရတာမကဘာသာရေးခွင့်ပြုချက်ရပါတည်မြဲနေခဲ့ပါတယ်။ဒီပွားကြီးကဘာသာရေးလိုပဲတွန်းအားပေးပါတယ်။မိသားစုတွေမှာလက်ထပ်တာကဒီကဲဥစ္စာတွေအပြင်ကိုမပေါက်ကြအောင်ထိန်းထားပါတယ်။ဝမ်ခွဲကိုလက်ထပ်တဲ့တမိတယောက်ရဲ့အမွေနဲ့အမွေပစ္စည်းဟာဒေသထဲမှာပဲရှိနေပါတယ်။ဖြစ်သေးပင်လယ်ကွေးနိုင်ငံတွေမှာ ညနာရဲမိသားစုတွေကပြည်မျိုးတွေကြားလက်ထက်ချင်းပြည့်သူတို့ရဲ့စီးစိမ်ဥစ္စာကိုကာကွယ်ခြင်းနဲ့လို့ပုံမှန်လေးလေးဝန်ခံကြပါတယ်။ဒီပန်ပညာမှာဘာကိုပေါ်ပြတယ်လဲဆိုရင်ဓမ္မဝန်ကွဲတွေကသူတို့ရဲ့ DNA ရဲ့စနေတဲ့သမား900ခန့်လုံးခန့်ကိုမျှဝေကြပါတယ်။ဒီပမာဏကသိငဲ့တယ်လို့ထင်ရပေမဲ့ရိုးရိုးပီစာအရတော့ဒါဟာကြီးစံပြည့်တင်ထားတဲ့တနက်တလန်ပါပဲ။ဝန်ကွဲဆောင်တဲ့နှစ်ဦးစလုံးဟာအမျိုးတဲ့သောချွေရင်းနေတဲ့မျိုးပီစာကိုတည်ဆောင်လာနိုင်ကြအစမတန်မြင်ပါပါတယ်။ဒီပါနှစ်ပါးစလုံးကချွေရင်းနေတဲ့ ရိုးဗီဇာကိုကလေးစီပေးလိုက်မယ်ဆိုရင်ကလေးဟာနှစ်ထပ်ကွန်ထိခိုက်မှုရသွားနိုင်ပါတယ်။အဲဒီခါမှာမျိုးရိုးဗီဇာရောဂါဖြစ်ပွားပြီးပထမဝန်ကွယ်မိဘတွေကနေမူဖလာတဲ့ကလေးတွေဟာစမျိုးမတော်ဆက်တဲ့မိဘတွေရဲ့ကလေးတွေထက်ဝေးရပါချိုရင်ချက်ဖြစ်ပွားနိုင်ခြင်းနှစ်ဆခန့်ပိုများပါတယ်။ရေဘူးရလူရည်မှာရင်ထန်တဲ့မွေးရပါရောဂါဖြစ်နိုင်ခြင်းဟာနှစ်ရာခိုင်နှုန်းမှာသုံးရာခိုင်နှုန်းဖြစ်ပါတယ်။ဝန်ကွယ်ဆောင်လွဲတွေအတွက်တော့အဲဒီနှုန်းက၄ရာခိုင်နှုန်းကနေ၆ရာခိုင်နှုန်းကိုခုန်တက်သွားပါတယ်။ဒါကိုတန်တဲ့ချီတဲ့လက်ထိမ်မြှုပ်မှုတွေနဲ့မြောက်ကြည့်လိုက်တဲ့အခါဒါဟာ များပြည်သူဂျမ်းမာရေးဘေးရန်နေကြီးဖြစ်လာပါတယ်။အပေါ်များစွာဝန်ခွဲခြင်းတစ်ထက်ထိန်များမှုစတိုက်ဖြစ်ပေါ်နေတဲ့အခါအနေကပိုပြီးကြီးထွားလာပါတယ်။ UK မှာဗြိတိရှားပါကစ္စတန်လူမျိုးတွေဟာမိုးဖောက်မှုအားလုံးရဲ့သုံးတသမာ၄ရာခိုင်နှုန်းပဲရှိပေမဲ့ဗီဇာစေးမျိုးရိုးဗီဇာဆိုင်ရာယောဂတွေနဲ့မိုးဖောက်လာတဲ့ကလေးတွေရဲ့30ရာခိုင်နှုန်းကိုပိုင်ဆိုင်ထားပါတယ်။ဒါအနေငယ်ပုံများနေတာမဟုတ်ပဲဒါအကြက်တဲတစ်ခုသာဖြစ်ပါတယ်။ရဖုံမှာပါကစ္စတန်လူမျိုးတုံးပေါင်း၄ပုံဟာပထမဝန်ွက်တွေကိုလက်ထပ်ကြပါတယ်။ ဝမ်ဝဲမိဘတွေကမွေးဖွားလာတဲ့ကလေးတွေရဲ့နေရာခိုင်နှုန်းမှာဆရာခိုင်နှုန်းကြမှာမျိုးဗီဇာဆိုင်ရာမူမွယ်မှုတွေရှိပါတယ်။အဲ့ဒီကလေးတွေရဲ့သုံးပုံတစ်ပုံဟာသူတို့ရဲ့ငါးနှစ်မြောက်မွေးနေ့မတိုင်မီတည်ဆောင်ကြပါတယ်။ဆော်ရီယာကြီးပြမှလည်းလားတူပါပဲ။နေလာမှုတွေရာနိုင်ငံတွင်းရှိ recessive ယောဂတွေရဲ့ဖြစ်သက်လေရာခိုင်နှုန်းမှာ69%ခိုင်နှုန်းကြဟာဒီမျိုးချင်းချင်းလက်တက်ထားတဲ့ကလေးတွေမှာဖြစ်ပွားတယ်လို့ဖော်ပြပါတယ်။ကိန်းကနန်တိုင်းစည်ရင်စရာတိုင်းဟာစေယုံကရင်တိုင်းရဲ့နောက်ကွယ်မှာသာဝရပြောင်းလဲသွားမဲ့မိသားစုတစုရှိနေပါတယ်။ အင်္ဂလန်ဘရက်ဖို့မှနေထိုင်တဲ့စာရီတာနဲ့ဂျာလက်အတာတို့ဟာပထမဝန်ခွဲတွေဖြစ်ကြပါတယ်။ဒီလိုမှသာသမီ6ဦးရှိပြီးတောင်းကတော့ခနာကိုရဲ့ဆဲမိုက်တွေကိုဖျက်ရှားခြင်းမှရတန်းစေတဲ့ MDIV လို့ခေါ်တဲ့ရင်ထန်တဲ့မျိုးဗီဇာယောဂနဲ့မူဖလာခဲ့ကြပါတယ်။ပထမတော့က18နှစ်ရှိပြီဖြစ်ပြီးသူကမျက်မျက်မြင်တူဖြစ်ကဒီပိုင်းဆိုင်ရာဖွံ့ဖြိုးမှုမှာကလင်းငယ်အဆင့်မှပဲရှိနေပါတယ်။သူညီမတွေဖြစ်တဲ့ကျန်တဲ့ယောက်ဟာလည်းမျက်မျက်မြင်ဖြစ်ပြီးလမ်းမလျှောက်နိုင်စကားမပြောနိုင်ပဲစပိုက်နဲ့ကြွေမွေရပါတယ်။ ရားဝင်တွေကဒီချိန်နေရဲ့အကြောင်းအရာသူတို့ရဲ့ပထမဝန်ခွဲဆက်ဆံရေးအကြောင်းဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်။ကလေးတဝူဂျင်စီမှာလူယောဂီစာနှစ်ထပ်ကွယ်ယောဂရနိုင်ကြရာ25ရာခိုင်နှုန်းရှိပါတယ်။ဒါဦးတွေက3ရာရှိခဲ့ပါတယ်။ဒါပေမဲ့ဖခင်ဂျာလစ်ကဒါကိုကံကြမ္မာလာရှင်များရဲ့ဆန္ဒလို့ပြောပြီးလက်ခံမှုရုံးကန်နေရဆဲပြေပါတယ်။ဒီညင်ပဲ့မှုကနေရာတိုင်းမှာရှိနေပါတယ်။အနေများဒီလောက်တော့အတိအကျမှတ်တမ်းတင်လာပြီးဒီလောက်တော့ညင်လို့မရအောင်ထင်ရှားနေတာတော့အကြောင်းဆက်ဖြစ်နေရတာပါလေဘာလို့လဲဆိုတော့ ဘယ်သူမှပုံမလင်းလင်းမပြောရကြလို့ပါပဲ UK နိုင်ငံမှာနိုင်ငံသမားတွေဟာဒီကိစ္စကိုပြောဆိုဖို့အလွန်ကြောက်ရွံ့နေကြပါတယ်လူမျိုးရေးခွဲခြားမှုနဲ့ Islamic Modi မှုကိုအလွန်တရီထားတဲ့နိုင်ငံတနိုင်ငံမှာမွတ်စလင်တိုင်းဝိုင်းတွေကဝန်ခွဲခြင်းလက်ထက်ခြင်းအကြောင်းကိုထုတ်ဖို့ပြောဆိုခြင်းဟာနိုင်ငံရေးရာကိုယ်တက်သိခြင်းဖြစ်ပါတယ်2009နှစ်မြောက်ဇော်ပိုင်းမှာတွတ်တော်အမန်ဟောင်းအန်ခရန်ဟာကျမ်းမာရေးသိပညာပေးလှုပ်ရှားမှုတွေကိုတောင်းဆိုခဲ့ရမှာဒီမှာကိုလူမျိုးရေးခွဲခြားသူ Islamic Modi သူဖြစ်အကျဉ်းတိုက်ခိုက်ခဲ့ကြပါတယ် 2024မှာတော့ကိုသာဘေးဒီလွတ်တော်အမတ်ရစ်ချက်ဟိုဒန်ပထမဝန်ကွက်လက်ထက်တင်ပြမှုကိုတာမြင့်ဖို့ဥပဒေကြံတင်နေခဲ့ပြီမယ်။ဝန်ကြီးချုပ်ကီယာစတာမာကပိတ်ဆိုခဲ့ပါတယ်။မြေတီမူစလင်အများစုနိုင်ငံမှ၎င်းကိုတာမြင့်ထားခြင်းမရှိပါဘူး။ဘာသာရေးကောင်းဆောင်များကလည်းအကူအညီမပေးကြကနမကြီးအစ္စလာမစ်တရားဟောဆရာဒေါက်တာဇကီနိုင်ကဝန်ကွက်ချင်းလက်ထက်ချင်းရဲ့အနေဟာအရေးမကြီးပါဘူးလို့လူသိရှင်ကြားပြောဆိုခဲ့ပြီးရိုးဗီဇာတိတ်ပံကိုပဲချခဲ့ပါတယ်။ ပါကစ္စတန်မှာဖလီစီယာအများပြားကအတန်ဆွမ်းကလေးငယ်တွေဟာဘုရားသခင်ရဲ့စံတမှုတာဖြစ်တယ်လို့မိသားစုတွေကိုပြောဆိုကြပါတယ်။အကျိုးဆိုရများကစူးစမ်းနေကြပြီးပင်လယ်ဝေးပူပေါင်းဆောင်ရွက်ရေးအောက်ဆီဝင်6နိုင်ငံစလုံးဆော်ဒီအာရေးပြ UAE, Qatar, Kuwait, Bahrain, Oman တို့ဟာယခုကမှအိမ်မြတ်လက်ထက်ခြင်းမပြုမီရိုးရိုးပီဇာစစ်ဆေးခြင်းကိုမပြတ်မနေပြုလုပ်ခိုင်းပါတယ်။ဒီရကြကတော့တာမြင့်ဖို့မဟုတ်ပဲစုံလဲတွေကိုအချက်လက်ပေးဖို့ဖြစ်ပါတယ်။ ရလမြာကရောထွေးနေပြီးဆော်ရီယာကြီးပြမှာဆလစီမီယာနဲ့ဆေယောကဂလီမူပွားမှုရောကြသွားပြီမဲ့စစ်ဆေးမှုမှာယောဂနေငယ်အတွက်သာဆန်တာပါတယ်။ကိုရေးကြည့်တာကယောဂရှိသူလို့တမတ်ခံရတဲ့ဇုံတွေတွေဟာလည်းမကြခဏလက်ထက်မြက်လက်ထက်စဲဖြစ်ပါတယ်။ UK နိုင်ငံ Bradford မှာတော့ဝန်ကွက်ချင်းလက်ထက်နှုန်းဟာ2019ခုနှစ်မှာ29ရာခိုင်နှုန်းရှိရမှာ2020ခုနှစ်မှာ39ရာခိုင်နှုန်းအထိကျဆင်းသွားပါတယ်။ဒီကအကြောင်းရင်းတွေကတော့မျိုးသမီးတွေအတွက်ပညာရေးပုံမှန်မြင်မာလာခြင်းဒါသူပြင်ပါကလူတွေနဲ့တွေ့ဆုံခြင်းနဲ့ အသိမြင့်ဒေါလာချင်းတို့ပြဲပါတယ်ပါကစ္စတန်မှာတော့ဒီနောင်ဟာ64ရာခိုင်နှုန်းနားမှာပဲရပ်တန့်နေစေပါပဲဒီဘွားရေးပုံပြတွတ်တက်မှုနေခွေချင်းမြန်မာတဲ့မွေးဖွားနှုန်းနဲ့ပြဲပါတယ်မျိုးနဲ့စုဖွဲ့စည်းပုံတွေကပြည်မျိုးချင်းချင်းလက်ထက်ချင်းရဲ့လုံဆောင်မှုတွေကိုထိန်းထားစေပြဲပါတယ်ညာရှင်တွေကအစ္စလမ်ကဝန်ွယ်ချင်းလက်ထက်ချင်းကိုခွင့်ပြုထားပေမဲ့မလိုအပ်ပါဘူးခွင့်ပြုထားတဲ့အရာတစ်ခုကဒီကိုင်းနဲ့နာမှုဖြစ်စေရင်အစ္စလမ်မင်းကျုံဝန်များက၎င်းကိုရှောင်ရှားဖို့ခွင့်ပြုပါတယ်ဒါမှမဟုတ်အားပေးပါတယ်လို့အလေးပေးပြောဆိုကြပါတယ် ။ဒီဟာကအစ္စလာမ်ကိုဝေဖန်နေတာမဟုတ်ပဲယဉ်ကျေးမှုကိုတိုက်ခိုက်နေတာမဟုတ်ပါဘူး။ဒါကလူများမြင်ကွင်းမှာပေါအောင်နေတဲ့စေပတ်ဆိုင်ရာချက်တဲ့တစ်ခုဖြစ်ပါတယ်။ပေါင်ွယ်ချင်းလက်ထပ်ထင်းများခြင်းဟာရွရဒလေးဖြစ်နိုင်ပေမယ့်ရှောင်းလဲနိုင်တဲ့ဆင်းရဲဒုက္ခများနဲ့ပြင်းထန်နေတဲ့ရွရဒလေးဖြစ်ပါတယ်။ဒီရွေးချက်မှုကိုလုပ်တဲ့သူတွေကဈေးစစ်တဲ့သူတွေမဟုတ်ပါဘူး။ဈေးစစ်တာကကလေးတွေဖြစ်ပြီးအများနဲ့ကလေးတွေပါပဲ။အောက်ဆောင်နေတတိရှိမပြောမချင်း တိုင်းဝိုင်းတွေကအချက်လက်တွေကိုညှဉ်းဆန်းခြင်းမရှိဘဲညင်မဆိုင်ခြင်းလူငယ်တွေဟာဖီယာရီဂျာကနေတန်တရားကိုမပြတ်မချင်းဒီကူဆက်ယောဂါဆက်လက်ရှိနေအောင်ပါပါပဲဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတင်းရဲ့တွင်မြင့်တွေကိုလည်းကွန်မန့်မှာမှန်းခဲ့ပေးနိုင်ပါတယ်ဗီဒီယိုလေးရောဒီလောက်ပါပဲနောက်ဗီဒီယိုမှာပုံမကောင်းမွန်တဲ့ကြောင်းရည်နဲ့တူပြန်လာခဲ့ပါမယ်